ကဲအားလုံးပဲမင်္ဂလာပါဗျာဒီတစ်ပတ်စူပါဆန်ဒေးရဲ့အကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ယူကာဆန်နဲ့အာဆနယ်တို့ပွဲစဉ်ကတော့ကွင်းလက်တိုင်အငင်းပွားပွဲဆုံးဖြတ်ချက်တွေနဲ့အတူပြီးဆုံးလို့တောက်ခဲ့ပါပြီပွဲပြီးဆုံးချိန်မှာတော့နိုင်လွန်ယူသိပြင်းထန်နေတဲ့ကန်နာတွေကနောက်ကျဂိုးရုံးနဲ့အတူဒိုင်အောလူရောအကုန်ကူနေတဲ့ငှက်ကြားတွေကို တူဝမ်ဆိုတဲ့ရာလန်နဲ့နိုင်ရသွားနိုင်ခဲ့ပါတယ်။အာဆင်နယ်တို့ကပွဲစားလို့မကြခင်မှာပဲခွင့်ရချိုးရခဲ့ပေမဲ့နစ်ပုတ်ကလက်ဆွမ်းပြကာကွယ်လို့တွားခဲ့ပါတယ်။စင်ကာပူနဲ့မှာတော့အာဆင်နယ်တိုက်စစ်မှုယောဂရက်ရှ်နဲ့မြူကဆယ်ကိုတမနစ်ပုတ်လို့တအိုးချင်းရေဆိုင်တွေးခဲ့ပြီးပေါ်လုံးနဲ့လွတ်ထွက်ဖို့ကြိုးစားတဲ့ယောဂရက်ရှ်ကိုနစ်ပုတ်ကချင်းနဲ့ချင်းလိုလဲကြခဲ့ပေမဲ့ဒိုင်လိုကြီးကတော့မသိချင်အောင်ဆောင်ခဲ့ပါတယ်။ အာဆင်နယ်တင်းသားတွေကစောရကတက်မှာ VAR ပြန်ကြည့်ခဲ့သူ VAR ကြည့်ပြီးနောက်မှာလည်းပနတီပေးဖို့ငင်းဆန်လို့တွားခဲ့ပါတယ်။ယူကာဆယ်တို့ကနေပုတ်အနီကနဲ့အထုတ်ခံရပြီးပနတီပေးခံမဲ့အချိန်လေးစိုးကြီးကနေရှောင်လွဲနိုင်ခဲ့ပြီးနောက်မိနစ်30အကြာမှာတော့တူနာလီရဲ့ဖြတ်တင်ပွဲကိုဒီမိကကောင်းတိုက်သွင်းလို့တွားခဲ့ပါတယ်။ဒီဂိုးနဲ့ပဲယူကာဆယ်တို့ပထမပိုင်းကိုအိုးဆောင်ထားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမိနစ်80မှာတော့အာဆင်နယ်တို့စာကာနဲ့ကလာဖီယိုရီကိုထုတ်ပြီးမာတင်နယ်လီနဲ့မာရီနိုတို့ကိုလူစားလဲခဲ့ပါတယ်။60မိနစ်မှာတော့ဆိုဗီမန်ဒီနဲ့အိုရီကာကိုထပ်ပြီးလူစားလဲခဲ့ပါတယ်။ ာရီတာရဲ့လူစားလဲမှုကဒီနေ့ပွဲမှာလည်းမှန်ကန်ခဲ့သလို85မိနစ်မှာတော့လူစားဝင်ကစားသမားမာရီနိုကဒီကလန်ရိုက်စ်တောက်ကင်မောက်ကတဆင်ချစ်ပါကိုသွင်းယူပေးသွားခဲ့ပါတယ်ဒီကုမ္ပဏီဂိမ်းမှာအာဆန်တိုက်စစ်မှုယော့ဂရက်ရှ်ကအပိုင်ခွေတစ်ခုရခဲ့ပေမဲ့ဖြုံးတိခဲ့ပါသေးတယ်ယော့ဂရက်ရှ်နေနဲ့ပရီးမီးယားလိနဲ့အသားကျဖို့ကြိုးစားရပါအောင်မယ်ပွဲပြီးတဲ့နေ့လေကန်နာရီယာတိုက်စစ်ကပိုကြီးပြင်းထန်လာလေလေဖြစ်ခဲ့ပြီးနာချင်းချင်းဖို့68မိနစ်မှာတော့ကန်နာရိုအနိုင်ကိုကိုထထထနိုင်ရရှိလို့သွားခဲ့ပါတယ်ဥစားဝင်လာတဲ့ကက်ပတင်အိုရီကရဲ့ဒေါကန်ဘောကတဆင်ကနာရယ်က ခေါင်းတိုက်ကိုတင်းယူလို့တောက်ခဲ့တာပါအာဆင်နယ်တို့ကတော့နယူကာဆယ်အေကွင်းစိတ်ချင်းပတ်ရဲ့အမှတ်တမ်းစိုးကို VR နဲ့ဒိုင်နိုရဲ့အငင်းပွဲဆုံးဖြတ်ချက်ကြီးကခြေဖြတ်ပြလို့တောက်ခဲ့ပါတယ် PGMOL အနေနဲ့ကတော့ဒီပွဲမှာအတော်လေးရုပ်ပေါက်လုံးပါတယ်အာဒီတာအပဝင်အာဆင်နယ်တစ်သင်းလုံးကနိုင်တဲ့အင်မတန်မားကိုထိုက်တန်ပါတယ်အာဒီတာအနေနဲ့ဒီပွဲမှာလူစားလဲမှုအားလုံးအခြေခံမှန်ကန်ခဲ့သလိုနောက်ပိုင်းမှာမာရီနိုနဲ့ယော်ကရက်နှစ်ယောက်တည်းတိုက်စစ်ကလည်းအလုပ်ဖြစ်ခဲ့သလိုအော်ရီဂန်အနေနဲ့လည်းအရင်လိုဖန်တီးမှုတွေပြန်ပြီးတွန်းနိုင်ခဲ့ပါတယ် ယူကဆယ်နီးပြအက်ဒီဟောင်းကလည်းအိုရီကက်ဝင်လာလိုက်တာကပွဲအဖြစ်ကိုပြောင်းလဲပေးလိုက်တာပါပဲသူဝင်လာမှအာဆင်နယ်တို့အရှိကို presentation pass တွေလုပ်နိုင်ခဲ့တာပါလို့ချီးကျူးလို့သွားခဲ့ပါတယ်အာဆင်နယ်တို့ကတော့ယူကဆယ်ကိုခက်ခဲအနိုင်ယူခဲ့ပြီးမှတ်ပေးစားတဲ့ဒုတိယနေရာပထမနေရာကလီဗာပူးနဲ့နှစ်မောက်ကောင်ရောက်ရှိလို့လာခဲ့ပြီးပဲဖြစ်ပါတယ်အာဆင်နယ်နဲ့ယူကဆယ်ပွဲပေါ်မိတ်ဆွေတို့ရဲ့အမြင်လေးကိုလည်းမျှဝေပေးပါအောင်